တရုတ်မှာကိုဗစ်တွေပြန်လည်ပြန့်နှံ့နေပြီးအဲ့ဒီအကြောင်းကိုတရုတ်ဆိုရကလျှို့ဝှက်ထားပါတယ်အားလုံးပဲမင်္ဂလာပါပကံထက်ထက်မဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ထဲမှာပထမဆုံးချိန်ကိုဗစ်နဲ့တရုတ်ကတွေ့တာပါဒီတစ်ခါမှာတော့ကိုဗစ်နဲ့တကွေနှမျိုးလုံးတစ်ပြိုင်တည်းဖြစ်နေတာပါလေကြောင်းနာတာအရန်ဆိုးနေလို့ခံစားရတယ်။အစာမျိုးရတာအရန်နာကျင်တယ်လို့ညဘက်ဒီမှာလည်းခေါင်းကပ်ပြီးတော့ကိုလက်တင်နဲ့ကျဲကိုက်ခဲတာနိုင်အနေငယ်ကြားတစ်ခါဖျားနေတယ်။လွန်ခဲ့တဲ့ရက်နေငယ်ဆိုရင်အဲ့ရတွေကတော့မထနိုင်ခဲ့ဘူး။ ကမ္ဘာကပ်ရောဂါက2022ခုနှစ်မှာပြီးဆုံးခဲ့ပြီလို့ထင်ခဲ့ပေမယ့်အခု3နှစ်ကြာမှတော့ကျွန်တော်ကိုဗစ် -19 ပိုးထွက်နေတော့မယ်အခုတိုကွေးပါထပ်ပြီးတော့ပိုးဆိုးသွားပြီဗျာဒါကျွန်တော်ဘဝမှာအခမ်းအခက်ဆုံးခြေနေပါပဲသတိထားကြပါသတိထားကြပါဒီဗိုင်းရပ်စ်ကပြန်လာတယ်ဘဝမှာတော့ပထမဆုံးချိန်စစ်ဆေးမှုမှာတော့နှစ်ချောင်းပေါ်နေရပါတကယ်ကြီးနေကျွန်တော်အချောင်းရဲဆုံးနေတယ်ကိုဗစ်ပြန်လာပြီအဲ့ဒီမျိုးကွဲတွေကို LB8.1 လို့လည်းခေါ်တယ် ီတစ်ခါမှာလေကြောင်းအဓိကတိုက်ခိုက်တယ်။လွန်ခဲ့တဲ့3-4ရက်ခရီးကကျွန်တော်ကတင်းနှုံးသားတွေကိုမျိုးချနေရတယ်လို့ခန်းစားနေရတယ်။စေးတောက်တာလေးထောက်ကိုမဖြစ်ဘူး။မနေ့ကဆိုရင်တတွေတွေအရန်ထွက်ပြီးတော့အိတ်ဖို့ကြိုးစားနေတာတော့မှပဲခုတတွေတွေမှာနစ်နေတယ်လို့ခန်းစားနေရတယ်။လေကြောင်းနာတာအရန်ဆိုးလို့ချောင်းဆိုးပြီးတော့နိုးလာခဲ့တယ်။အစားတော်မျိုးမချကျွန်တော်။ကျွန်တော်ခုထိစိတ်မသက်တာကိုငယ်ချင်းတို့ရေးနှစ်ချောင်းပြန်ပေါ်တယ်။ကျွန်တော်ကိုလာကူးတာကိုစဉ်းစားမိတာအရန်ဝင်နေမိတယ်။မနေ့ကအေးမိတယ်လို့ခန်းစားရပြီးတော့ဒီနေ့တော့အရန်ဆိုးသွားပြီးတော့နေ့လယ်ပိုင်းကိုအနားယူဖို့ခွင့်ယူခဲ့ရတယ်။ကျွန်တော်ပူကျင်က36ကိုတက်သမား 4ဒီဂရီစင်တီဂရိတ်ရှိတယ်ဒီကလုံးနာကျင်နေတယ်ငားလာတွေနှစ်ချိန်ကိုဗစ် -19 ပိုးတွေ့တာတော့ကျွန်တော်ဘွားကလောက်ပြန်ရေထွက်နေရတယ်လို့ခန်းစားနေရတယ်မေလာလို့တမားနေ့အားလိုက်ရနောက်ပိုင်းတရုတ်မီဒီယာပလက်ဖောင်းပေါ်ကသုံးဆဲသူများပြားဟောင်းကိုဗစ် -19 ရောဂါကူးစက်ခံရကြောင်းဗီဒီယိုတွေတင်ခဲ့ကြပြီးဖျားခြင်းအေးမိခြင်းလေကြောင်းနာကျင်နေချောင်းဆိုခြင်းစတဲ့လက္ခဏာတွေပေါဝင်ပါတယ်ကနေဦးရောဂါဖြစ်ပွားပြီးကတည်းက၃နှစ်ကြာခဲ့ပြီပဲ2025ခုနှစ်မှာ COVID-19 ကရောဂါဟာပြင်းထန်စွာနဲ့ပြန်လည်ပေါ်ပေါက်လာပါတယ် ဒေသတော်တော်များများကစိတ်ယုံတီအောင်လူနာတွေနဲ့ပြန်လည်ပြည့်ရှင်နေပါတယ်တရုတ်လူမှုမီဒီယာပလက်ဖောင်းဂျိုရင်ဘော်ကမကြာသေးခင်ကဗီဒီယိုဒီမှာလူနာတွေပြည့်ကျက်နေတဲ့စိတ်ယုံတွေတန်းစီဆောင်ဆိုင်နေတဲ့လူနာများပြားကိုပြသထားပြီးတော့အထူးသဖြင့်တော့တက်ရှုလမ်းကြောင်းဆိုင်ရာဌာနတွေမှာပို့ဆိုပါတယ် Forest ပြန်နေတဲ့ဗီဒီယိုတစ်ခုမှာအတက်ရှုလမ်းကြောင်းဆိုင်ရာဆရာဝန်တို့ကကိုဗစ် -19 လူနာတွေကအခုဆိုရင်လူနာများစုရဲ့အကျိုးအစများစွာကိုပိုင်ဆိုင်ထားလို့ပြောကြားထားပါတယ်ဒီနေ့လူနာအရေးများတယ် ဆယောက်ကျော်တယ်ရှေးဆယ်ရာခိုင်နှုန်းလောက်ကကိုဗစ်ဖြစ်နေတာဆိုတော့အများကြီးပါပဲကျွန်တော် ကာကွယ်ဆေးသုံးချီထိုးပြီးပါပြီအားသီးလက်ချင်ထိုးပါတယ်ကာကွယ်ဆေးကြောင့်ပဲဖြစ်ဖြစ်ယောဂကုသမှုကြောင့်ပဲဖြစ်ဖြစ်ကိုခံအားကကြာရှည်မခံပါဘူးလာနေငယ်ပဲခံပါတယ်နေပေါင်းများစွာကာကွယ်ဆေးထိုးခဲ့ပြီးတော့ယောဂတွေကုသခံရပြီးတဲ့နောက်မှာဘာကျိုးရှိတော့မှာလဲမေလ15ရက်နေ့မှာ True Media က X platform ပေါ်မှာထုတ်လင်းတဲ့ဗီဒီယိုတစ်ခုမှာဘေကျင်းကဆေးရုံတော်တော်များများဟာ COVID-19 ပြည်လဲပြေပေါ်မှုကြောင့်လူနာတွေနဲ့ပြည့်ကျက်နေတယ်လို့ဖော်ပြထားပါတယ် ဗီဒီယိုထဲမှာမြို့သမီးတူကလူတွေကိုလူစုလူဝေးနဲ့ဝေးဝေးနေပုံတွေပေးထားပါတယ်ပြောရရင်တော့တိုကွေးနဲ့ကိုဖေကဒီအပိုင်းအရန်ဆိုးနေရယ်လူစုလူဝေးရှိနေအောင်မသွားပါနဲ့ဧပြီလကုန်ပိုင်းမှာကျွန်တော်သမီးကဘယ်သွားမှမသိဘဲနဲ့တိုကွေးနဲ့ပြန်လာတယ်သူ၃ရက်လောက်39ဒီဂရီကနေ40ဒီဂရီထိဖြားတယ်ကျွန်တော်တို့ကိုအေးအေးယောင်လို့စတိုက်လုပ်ပေးခဲ့ပါတယ်။နောက်ပြီးတော့ကိုဖေးဖြစ်တာ2022ခုနှစ်နိုဝင်ဘာလကလေးကပါ။အဲ့နောက်ပိုင်းကျွန်တော်တိတ်မဖြောင်း၊စေးလည်းမတော့ပါဘူး။ဒါပေမဲ့ဒီကိုဖေးကအတော်ပြေးနေပြ။ပထမချိန်လောက်တော့မဆိုးပေမဲ့ဒီမျိုးကွက်ကအန်ဒီယားရှိတယ်ဆိုတာတော့သေချာပေါက်ခံစားမိတယ်။အားလုံးသတိထားကြပါ။ ဒေသခံများပြားကလည်းကိုဗစ် -19 ကူးစက်ခံရပြီးတဲ့နောက်မှာသူတို့ရဲ့လက္ခဏာတွေကိုဖော်ပြတဲ့ဗီဒီယိုတွေကိုမျှဝေခဲ့ကြပြီးဒီမျိုးကွဲသည့်ရဲ့ပြင်းထန်မှုကိုအလေးပေးပြောကြားခဲ့ပါတယ်။မေလာကျွန်တော်ဘက်မှာတော့ပြင်းထန်ဆုံးမျိုးကွဲကိုယူဆောင်လာခဲ့ပါတယ်။မေလာကျွန်တော်ဘက်မှာပြင်းထန်ဆုံးမျိုးကွဲကိုယူဆောင်လာခဲ့တယ်။မနေ့ကကျွန်တော်ပူကြီးက40ဒီဂရီတိတက်သွားတယ်။ကျွန်တော်မူးဝေနေတယ်၊လက်ခြေတွေအားနေနေတယ်၊ရင်ဘတ်အောက်တလို့အသက်ရှူရခတ်ပါတယ်။သာမိုမီတာမှာ40ဒီဂရီကိုပထမဆုံးမြင်မှုတော့ပါ။ဒီကိုဗစ်နောက်ဆက်တွေကတကယ်ကြောက်စရာကောင်းပါတယ်။အခုလေးတည်းမှာကျွန်တော်နှာခေါင်းသွေးတွေယူစည်းလာတယ် ကျွန်တော်နာကြည့်လိုက်ပြီးတော့နှခေါက်သွေးထွက်လာတယ်။ကျွန်တော်တုတ်လိုက်ပြီးတော့အောက်ကိုငုံကြည့်လိုက်တော့သွေးရတွေ့ရတယ်ဗျာ။ကျွန်တော်ရမ်းကြောက်သွားတယ်။ကိုဗစ်ကခုမှခံကြပါနဲ့ဒီတစ်ခါတကယ်ကိုအန္တရာယ်များပါတယ်။တကယ်ချင်းတို့ရေဒါကျွန်တော်ရဲ့တက်တရမြပိုးတွေ့တဲ့စစ်စစ်မှုပါ။မေလ၁၀ရက်နေ့မှာလမ်းခွက်ဖျားကြောင်းသွားလဲခဲ့ပြီးတော့တခုခုမှားနေပြီလို့ခန်းစားခဲ့ရတယ်။ညတော့ကကျွန်တော်မကမြို့ဝပြန်လာပြီးတော့ရင်ဆုံးဖျားတယ်။၁၇ရက်နေ့ည9နာရီလောက်မှာကျွန်တော်လည်းရမ်းဖျားလာတယ်။နောက်နေ့မနက်၄ချောင်းကတင်းတုံးသားကိုမျိုးချနေရတယ်လို့ခန်းစားရတယ်ဗျာ။ဒါကျွန်တော်ရဲ့တက်တရမြပိုးတွေ့တဲ့စစ်စစ်မှုပါ။ ီလိုဆက်ဖြစ်နေမယ်ဆိုရင်ကျွန်တော်အသက်60ကျော်ဒီနေရမယ်လို့မထင်ဘူးဗျဒီတကဘာမျိုးကွဲလဲတော့မသိဘူးကြည့်ပါဦးအာနေရချောင်းနေဆိုးနေရတလီလည်းမပါဘူးလေချောင်းမရနေတာလာတော့လောက်ရှိနေပြီအာကျွန်တော်ကလေးငယ်အစာရလည်းမကောင်းချောင်းဆူရိုက်လည်းအန်နေမနေ့ကရှမ်းကိုသွားတော့ကားပေါ်မှာအန်ကိုလို့ကျွန်တော်ပဲတန်ရှင်းလုပ်လိုက်ရတယ်ဟာဘာလို့ကမှမသိတော့ပါဘူးဗျာဒီနေ့ကိုဗစ်ဖြစ်တော့ရှေ့ရမြောက်နေပါကျွန်တော်အတန်ဘေးအော်သလိုပဲတည်ငြိမ်မှုမရှိသေးဘူး ဘယ်သူ့အထင်ပါလဲ2025ရောက်နေတာတော့မှကျွန်တော်ကိုဗစ်ဖြစ်နေတော့မယ်နည်းနည်းတော့အကောင့်မြင့်တက်တဲ့သူတို့ဖြစ်လာပါပြီတကယ်ကျွန်တော်ရေကျွန်တော်ပိုးထူတော့၃ရက်ရှိပြီဗျာဒီတစ်ခါလေကျွန်တော်အရင်တစ်ခေါက်နေတော့တိတ်မကွာဘူးတော်တော်ဆိုးတယ်အလို့သမားနေတော့တော့ကျွန်တော်စာဒီကိုပြန်သွားခဲ့တယ်အမေကအရင်ကူးဆက်ခံတာဖြစ်နိုင်တယ်သူအေးအေးမီးတဲ့လက္ခဏာကြီးပြပြီးတော့အရင်နေမကောင်းဘူးဗျာပြီးတော့ကျွန်တော်ပေါ့ပြီးတော့ကျွန်တော်သားတမီးနဲ့ဇနီးတို့ကိုလည်းကူးဆက်ခံရတယ်အားလုံးကိုဗစ်လက္ခဏာကြီးနဲ့အေးအေးမီးတာဖျားတာကိုလည်းခိုက်ခဲ့တာနေလည်းမကောင်းဘူးဗျာ၃ရက်ရှိပြီ ောင်းကောင်းအိတ်မပြောဘူးတညကိုနှစ်နာရီလောက်ပဲအိတ်ပြောတယ်ဒူးကြတာကတရုတ်နိုင်ငံရဲ့ကိုဗစ်အခြေအနေနဲ့ပတ်သက်ပြီးမကြသေးခင်ကအာရုံစိုက်မှုမြင့်တက်လာတာဟာဟောင်ကောင်ဆိုတော့အီဆွန်ချန်ရဲ့ယောဂအခြေအနေရဲ့နောက်ဆက်တွဲဖြိုးပြပွဲရွေးဆိုင်လိုက်ရတာကြောင့်ဖြစ်ပါတယ်အီဆွန်ချန်ရဲ့မူလကမေလ16ရက်နေ့ကနေ18ရက်နေ့ထိထိုင်ဝမ်ကကောက်ရှုံအေရီယာမှာကျင်းပဖို့စီစဉ်ထားတဲ့ဖြိုးပြပွဲ၃ခုကိုသူ့ရဲ့ COVID-19 ရောဂါဖြစ်ကြောင်းမေလ29ရက်နေ့က31ရက်နေ့ထိရွှေ့ဆိုင်းလိုက်ပါတယ်။သူ့ရဲ့စီမံခန့်ခွဲကော်မတီ Universal Music ကမေလ15ရက်နေ့မှာချက်ဟာ ဇလီယနေ့ညနေပိုင်းမှာဖျားနာခဲ့ပြီး COVID-19 ရောဂါဖြစ်တွေ့လို့ပြန်လည်ကောင်းမွန်လာဖို့ဖြောဖြေပွဲတွေကိုချက်ချင်းရနာခဲ့ရကြောင်းကြေညာခဲ့ပါတယ်။ဤဆိုချက်ကဝီဘိုမှာစနစ်နဲ့ကြာခေါင်းရှမ်း area အတွက်စောင့်ခဲ့ပြီးတော့ဒီလို virus တန်းကြတဲ့နယ်ဖြစ်စည်းခံရမယ်လို့မထင်ထားကြောင်းဝန်ထဲကြောင်းပြောကြားခဲ့ပါတယ်။နေမယ်ကြောကြားမှုကြောင့်ဒီတဲ့နေ့ဟာ online မှာလေးမြန်စွာနဲ့ပြန်လည်သွားပါတယ်။ပြည်သက်တွေကချမ်းအတွက်စေမကောင်းဖြစ်ကြောင်းပြောကြခဲ့ပြီးအများပြည်သူကတော့ COVID-19 ကရောဂါပြန်လည်ဖြစ်ပွားလာရတာကြောင့်အံ့ဩသင့်ခဲ့ကြပါတယ်။တင်းရဲ့ပါဝင်ကြမှာပိုးတွေ့တဲ့သူတွေများရှိလား။ ကျွန်တော်နာမှာတော့အများကြီးပဲတတိယမှာတော့မအိဆုချမ်းပိုးတွေ့ပြီးသူ့ရဲ့ဖြိုပြပွဲကရှီစမ်းလိုက်ရတာကိုတွေ့ရရတယ်အားလုံးနဲ့အပြင်သွားရင်နှာခေါင်းစည်းတက်ကြပါအားလုံးနှာခေါင်းစည်းကိုဆက်တက်တည်ပါတယ်အထူးသဖြင့်တော့ဟောင်ကောင်မှာအချိန်ရောက်တော့စိုးတယ်ဗျပြင်းထန်တဲ့လူနာရဲ့အများကြီးရှိပြီးတော့လူ၂၀ကျော်တည်ဆုံးကြောင်းတရေပို့ထားတယ်ဒီအပိုင်းတိတ်ပြင်မထွက်ဖြစ်ဘူးလေကြောင်းနာပြီးတော့မကြသေးခင်ကအနေငယ်ဖြားတယ်ကူးဆက်ခံတာဖြစ်နိုင်တယ်ဒီဗီဒီယိုမှာအရင်ပြောခဲ့သလိုပဲအားလုံးရဲ့နှာခေါင်းစည်းဆက်တက်တည်ပါတယ် အားလုံးရဲ့နှာခေါင်းစည်းဆက်တက်တင်ပါတယ်ဟောင်ကောင်ချင်းတွေကစိုးရပြီမဲ့လူအများပြဘာဖြစ်နေလဲမသိဘူးအလို့သမားတွေဒီမှာဒီချက်လက်ကိုတွေးကြတာဖြစ်ပြီးတော့ဒူရီမှာဘာတရင်ချက်လက်မှမတင်ကြပါဘူးအဲတခြားနေရာတွေကနေရှာပွေရတာပါဟောင်ကောင်နဲ့ရှန်ကျန်းမှာတော့ဧပြီလကလေးကလူနာတွေရဲ့တိုးတက်လာပြီးတော့ ဟောင်ကောင်ရဲ့ပြင်းထန်တဲ့လူနာနဲ့တည်ဆုံးသူရေတွက်များတာကြောင့်လူတွေကပို့ပြီးတော့အောင်ဆက်လာကြပါတယ်။အရင်အများပြားတော့တုတ်ကွေးနဲ့အေးမိတာအဒီနိုဖရက်စ်ရောထားတယ်လို့ပဲထင်ပြီးတော့လေးလူရှုခဲ့ကြတယ်။၎င်းစီကကူးစက်မှုကိုလုံးဝမကာကွယ်နိုင်ပေမဲ့အကူအညီတော့ဖြစ်တယ်မဟုတ်လား။ဟောင်ကောင်မှာတော့အများဆုံးပြင်းထန်တဲ့လူနာနဲ့တည်ဆုံးသူတွေကတော့အသက်ကြီးတဲ့သူတွေအဲဒါမှမဟုတ်အရင်ကတည်းကယောဂခံရှိတဲ့သူတွေပါ။ကလေးပြင်းထန်တဲ့လူနာနဲ့ငယ်လေးရှိတယ်။အဲကျမတွေကလေးတချို့လည်းအရင်ဖျားလာကြတယ်။ အတဘာဖြစ်ရတူနဲ့အမျိုးသမီးရဲ့ပေါ်ပြချက်ရယောဂဖြစ်ပွားမှုအောင်အတော်ကြာကလေးကစတင်ခဲ့တာပါဒါမဲ့လည်းရင်တိုင်းပါပဲဒီကွန်မြူနီပါတီ CCB ကအမတ်တရားကိုဖုံးကွယ်ဖို့ထက်ရွေးချယ်ခဲ့ပြီးသက်ဆိုင်ရာတရင်ချက်လက်တွေကိုတမင်တကာဖိနှိပ်ခဲ့ပါတယ်ဒါကြောင့်အများပြည်သူများစွာသတိမထားမိပဲကာကွယ်ရေးစီမံတွေမလုပ်ဆောင်ခဲ့ကြပါဘူး။ဒါပြင်မေလာလူသမားနေ့အားလိုက်ရမှာခီးသွားလာမှုတွေမြင့်တက်ခဲ့ပြီးလူစီကားတဲ့ခီးသွားတဲ့နေရာတွေမှာ virus ပြန့်နှံ့မှုကို ဝမမြန်ဆန်စီခဲ့ပါရီအစရောအစ်စက်ချမ်းရဲ့ဖြောပြပွဲရွှေဆိုင်းလိုက်တာကြောင့်အများပြည်သူရဲ့အာရုံစိုက်မှုကိုမရခဲ့ရင်ဒီယောဂကုသမှုလိုင်းရဲ့အမှန်တရားဟာအများအဖြစ်တော့မသိနိုင်သေးပါဘူးမေလ16ရက်နေ့မှာအစ်စက်ချမ်းရဲ့ကိုဗစ် -19 ယောဂအဖြစ်နဲ့ပတ်သက်တဲ့သတင်းတွေထုတ်ပေါ်လာပြီးတဲ့နောက်တရုတ်ပြည်မှာကြီးမှာကိုဗစ် -19 လူနာတွေပြန်တိုးလာဆိုတဲ့ကောင်းစီဟာအွန်လိုင်းမှာတော့လိမ္မာစွာရေပန်းစားလာပါတယ်။နိုင်ငံလုံးကအင်တာနက်အသုံးပြုသူတွေရဲ့မှတ်ချက်တွေအရတရုတ်ပြည်မှာကြီးမှာအခုဆိုရင်အပြည့်အဝယောဂဖြစ်ပွားနေပြီလို့ဆိုပါတယ်။ဂျန်ကီကအသုံးပြုသူတွေအိုးကလည်းကြောင်းနေပိတ်ထားကြောင်းသတင်းပို့ခဲ့ပြီးဂျင်းက ဂျင်းကနောက်တူဦးကတော့ကဲယောဂါဟာဆက်ဖြစ်ပွားနေပြီမဲ့လူတွေကခီးမဆိုင်တော့ဘူးလို့ဆိုပါတယ် Ace Platform မှာအသုံးပြုသူတူဦးကတရုတ်နိုင်ငံမှာ COVID-19 ကတကယ်တမ်းဘယ်တော့မှပျောက်ကွယ်မသွားပါဘူး။ပြီးခဲ့တဲ့နှစ်ကဒီနေ့ဒီ CCP ရရှိတွေကအဓိကအဖြစ်တော့ H1N1 တုတ်ကွေးဖြစ်ပွားမှုကိုအလေးပေးပြောကြားခဲ့ပြီးတော့တည်ဆုံးသူများပြားကိုတည်င်းပို့ခဲ့တယ်။အများပြားဒါတုတ်ကွေးဒါမှမဟုတ် COVID လို့ပြောကြပေမဲ့အဲ့ဒီလိုပြောဖို့တဲ့တာမိခံထားရပါတယ်။အခု CCP က COVID လူနာတွေတိုးလာကြတရင်ပို့တာဟာဖုံးကွယ်လို့မရတော့တဲ့ကြီးမားတဲ့ရောဂါဖြစ်ပွားမှုတစ်ခုဖြစ်နေပါတယ်။ CCP ရဲ့ဒီ BND ရဲ့တရားခံဖြစ်နိုင်တယ်။ ဆိုပြီးတော့နိုင်ငံတကာမှတ်ချက်ပေးခဲ့ပါတယ်ဆိုပြီးတော့နိုင်ငံတကာကမှတ်ချက်ပေးခဲ့ပါတယ်ရှန်ဟိုင်းမြို့ကမစ္စတာလီယူကအနောက်တိုင်းမီဒီယာကိုဒေတာတွေကယောဂဆရာတရင်ချက်လက်တွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးစေယုံတွေကလူနာရီယာကိုဗစ် -19 ဖြစ်နေတယ်လို့ပြောဖို့ညင်းဆန်ကအခန့်ရှိတဲ့ယောဂတွေကိုပဲဖော်ပြတယ်လို့ပြောကြားခဲ့ပါတယ်ဇီယာဝင်းတွေကလည်းယောဂမျိုးကိုတီးပြဖို့ရှောင်ရှားကြပါတယ် HUA ကအင်တာနက်အသုံးပြုသူတို့ကလည်းယောဂဖြစ်ပေါ်မှုကြောင့်အိမ်ကနေလှုပ်လှုပ်ဖို့အမေပေးခံထားရတယ်လို့ဆိုပါတယ်ရှန်တုံးပြည်နယ်ဇက်က ဂျန်ဝိုင်ကနိုင်ငံခြားမီဒီယာကိုမက်စလာနောက်ပိုင်းမှာယောဂကုသမှုလမ်းတစ်ခုရက်ခတ်ခဲ့ပြီးသူ့တက်ကိုတော့ဆုံးရှုံးလို့နေပါဖြစ်ခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်ရကိုဗစ်ကိုကျင်းပများစွာခံစားခဲ့ရပြီးမြေဒီ IV ကုသမှုမလိုအပ်ခဲ့ပါဘူး။ဒါပေမဲ့ဒီတစ်ခါတော့မခံနိုင်ခဲ့ဘူးဗျာ။အသက်ရှူလမ်းကြောင်းနဲ့အဆုတ်လက်ခဏာတွေနှာပိတ်တာတလေးထွက်တာထက်လေးလေးဖျားတာနဲ့အသက်ရှူကြရင်အဆုတ်အောင့်တာတွေနဲ့လာတော့လာတော့အိပ်ရလေးလေးနေခဲ့ရတယ်။အခုတော့တက်တာလာပါတယ်။ဒါပေမဲ့လည်းလုံးဝပြန်မကောင်းလာသေးပါဘူး။ဆိုပြီးတော့ညှဉ်းညူခဲ့ပါတယ်။ ကိုဗစ်ကဘယ်တော့မှပြီးဆုံးပါဘူးတကယ်တော့ဘယ်တော့မှပျောက်ကွယ်မသွားပါဘူးစေယုံတွေကလက်မခံပါဘူးဒါကိုဗစ်ဖြစ်လို့အလုံးတိတိဆိတ်ဆိတ်နဲ့ထားကြတာပါအရန်ခက်ခဲပါတယ်ကူးစက်မှုကရှောင်လဲလို့တော့မရပါဘူးအချိန်ကိစ္စပဲရှိပါတယ်ဇီပိုကငယ်ရွယ်တဲ့မိဘတဦးကမိလာလို့တမားနဲ့အားလိုက်ရက်မှာမိသားစုတစ်ခုလုံးကိုဗစ်ကူးစက်ခံရတယ်လို့ပြောကြခဲ့ပါတယ်ကလေးတွေက၄ရက်ကနေ၅ရက်တွင်မြေမြန်ပြန်ကောင်းလာပြီးမြဲသူတို့ကိုယ်တိုင်ကတော့ဆေးရက်ကြခဲ့ပါတယ်လက္ခဏာတွေကတော့ပထမအချိန်တက်တတ်သားပြီးမြဲချောင်းဆိုးရနဲ့အဆုပ်အနှဲငယ်ရောင်တာတွေနဲ့အတော်လေးခံရခက်ခဲ့ပါတယ်ယူဂျိုးကလည်းလီဂန်ဆိုတဲ့နာမည်ဝက်နဲ့ပြောကြားခဲ့တဲ့ အမျိုးသားတဦးကသူ့ရဲ့တတနေ့နေပါရှိတဲ့ကလေးငယ်လေးမေလ14ရက်နေ့မှာဖျားကြီးပြီးတော့ကိုဗစ်ကူးစက်ခံရကြောင်းပြောကြားခဲ့ပါတယ်ကလေးငယ်ဟာကူးစက်ခံထားရတဲ့အိမ်ကြီးချင်းနဲ့ထိတွေ့ခဲ့တဲ့အဖွားစီကကူးစက်ခံရတာဖြစ်နေပါတယ်ဘရိုရှန်နီကချန်းဆိုတဲ့နာမည်ဝက်ကိုတုံးပြီးတော့ပြောကြားခဲ့တဲ့နောက်ထပ်အမျိုးသားတဦးကလည်းနိုင်ငံသားမီဒီယာကိုဒီအပိုင်းအင်းမိတဲ့သူတွေအများကြီးရှိတယ်။ဆွေမျိုးတွေနဲ့တကယ်ကြီးအများပြားကအရင်ကယောဂါတုံးကလို့ဖြားပြီးတော့လက္ခဏာကြီးပြနေကြတယ်။ဆရာဝန်ကအင်းမိတာပါ။နာမည်ပြောင်းထားတာပဲလို့ပြောကြတယ်။ဆိုပြီးတော့ပြောခဲ့ပါတယ်။ "तू က ီမှာလူများပြားတည်ဆုံးခဲ့တယ်။လွန်ခဲ့တဲ့နှစ်တွေကလူ၁၀ခန်းလောက်အဆုတ်ရောင်ယောဂါနေတည်ဆုံးခဲ့တယ်။မကြသေးခင်ကကျွန်တော်တို့မြို့မှာလူ၅ယောက်ကနေ၆ယောက်တည်ဆုံးခဲ့ပါတယ်။လူတစ်ယောက်ကအဲ့ရဝန်ခံနေတီကောင်းနေပေမဲ့နောက်နေ့မနက်မှလို့မလာတော့။နောက်တစ်ယောက်ကအေးအေးမိပြီးတော့ဖျားကြည့်တာမကြပဲနဲ့နောက်ဆုံးမှတည်ဆုံးသွားတယ်။ဂျန်ဆူချန်ကလည်းမစ္စတာဂျန်ကဒေတာတင်းဖြစ်ပွားမှုဟာလာဝလာကြမင်းခဲ့ပြီဖြစ်လို့ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။သူရဲ့တက်80ကျော်ရွယ်အရင်ကကြားမှာခဲ့တဲ့ကျောင်းဒီဘက်တော်တော်များများဟာရုတ်တရက်တည်ဆုံးခဲ့ပါတယ်။ဒီတည်ဆုံးမှုတွေကိုများပြည်သူတွေမသိအောင်ထိမ့်သိမ်းထားခဲ့ပါတယ်။မေလ12ရက်နေ့မှာဘေကျင်း ကြောင်ရန်ခိုင်ယောဂထင်းချုပ်ရေးဌာနကဒေတာတွင်ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာနေကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့ဂျာဂိုမီဒီယာတွေကသတင်းမထုတ်ပြန်ခဲ့တယ်လို့အများပြည်သူတွေကလည်းသတိမထားမိခဲ့ပါဘူး။မကြသေးခင်ရက်တွေမှာတရုတ်ပြည်မှကြီးမီဒီယာတွေကယောဂဖြစ်ပွားမှုမြင့်တက်လာတာနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်လာကြပါတယ်။သတင်းတွေအရတရုတ်နိုင်ငံရဲ့ COVID-19 လူနာရီအားစံချိန်တင်မြင့်တက်လာပြီးအရေးပေါ်လာရောက်သူတွေကြားမှာအ धिक ယောဂပိုးဖြစ်လာကကြာဆင်းတဲ့လက္ခဏာမတွေ့ရဘူးလို့သိရပါတယ်။တောင်ပိုင်းပြည်နယ်တွေမှာမြောက်ပိုင်းပြည်နယ်တွေထက်ယောဂကူးစက်မှုတော့ပိုမြင့်ပါတယ်။ ဟောင်ကောင်နဲ့မကာအိုတို့ကလည်းအမြင့်ဆုံးကာလကိုရင်ဆိုင်နေရပါတယ်။ဇီဝဗေဒပညာရှင်တွေကဒီလိုင်းဟာအဓိကအားဖြင့်တော့ Omicron မျိုးကွဲအကြောင်းဖြစ်ပြီး HDV မျိုးကွဲရဲ့ NB1 မျိုးရိုးကလွန်မိုးထားတယ်လို့ဆိုပါတယ်။ဒီမျိုးကွဲဟာကိုကံအားကိုအတော်တန်းရှောင်ရှားနိုင်ပေမဲ့အခုချိန်ထိပြင်းထန်မှုတိတိတသားတိုးတက်လာတာမျိုးမတွေ့ရသေးသလိုပြင်းထန်တဲ့လူနာအများပြားလည်းမပေါ်လာသေးပါဘူး။ မေလာရှင်းနေစောပိုင်းမှာတရုတ် CDC က2025ခုနှစ်ဧပြီလတွင်ပြင်းထန်တဲ့တက်ရှုလမ်းကြောင်းဆိုင်ရာယောဂကူးစက်မှုဆိုင်ရာအမျိုးသားစောင့်ကြည့်လေ့လာရေးချက်လက်တွေကိုထုတ်ပြန်ခဲ့ပါတယ်။ရလဒ်တီရ COVID-19 စစ်ဆေးမှုတွေမှာပိုးတွင်းတော့တိုးတက်လာတာတွေ့ရပါတယ်။တိုကွေးနဲ့ဆင်တူတဲ့လက္ခဏာတွေနဲ့ပြင်းပလူနာတွေကြမှာနျူကလ িয়ার အက်ဆစ်ပိုးတွင်းတော့9.5ရာခိုင်နှုန်းကနေ16ရာခိုင်နှုန်းထိတိုးလာပြီးဇေယျုံတင်ထားရတဲ့ပြင်းထန်တဲ့တက်ရှုလမ်းကြောင်းဆိုင်ရာယောဂကူးစက်မှုလူနာတွေကြမှာတော့3ရာခိုင်နှုန်းကနေ6ရာခိုင်နှုန်းထိတိုးလာပါတယ်။ တောင်ပိုင်းပြည်နယ်တွေမှာမြောက်ပိုင်းပြည်နယ်တွေထက်ပိုးတိမ်တော့ပိုမြင့်ပါတယ်ကိုဗစ် -19 ဟာအထူးသဖြင့်တော့အသက်15နှစ်နဲ့အထက်လူတွေကြားမှာတော်ကွေးနဲ့ဆင်တူတဲ့လက္ခဏာတွေနဲ့အတူတွေ့ရှိခဲ့ရတဲ့ယောဂပိုးတွေထဲမှာပထမနေရာရှိပါတယ်ဒါပေမဲ့လည်းယောဂဖြစ်ပွားမှုမြင့်တက်လာတာနဲ့ပတ်သက်ပြီးတရုတ်ရာရှိတွေကအတိအကျလူနာရေအတွက်ကိုမဖော်ပြဘဲတက်ရှူလမ်းကြောင်းဆိုင်ရာယောဂပိုးနျူကလ িয়ার အက်ဆစ်စစ်ဆေးမှုတွေရဲ့ပိုးတိမ်နှုန်းကိုပဲထုတ်ပြန်ပါတယ်မေလ18ရက်နေ့မှာဘေကျင်းစစ်ရုံကအကြီးအကဲဆရာဝန်ဒေါက်တာဒေရှင်းမင်းကတရုတ်မီဒီယာကိုတုတ်ကွေးဗိုင်းရပ်စ်တွေလို့ ရာသီလိုက်ပြောင်းလဲမှုမရှိဘဲ COVID-19 ဟာလည်းဆက်လက်ပြောင်းလဲနေပြီးရာသီလိုက်ပြိုပွားမှုကမတိကျဘူးလို့ပြောကြားခဲ့ပါတယ်။တခြားသက်ရှူလမ်းကြောင်းဆိုင်ရာယောဂကုသမှုတွေနဲ့နှိုင်းယှဉ်မဲ့ဆိုရင် COVID-19 ရဲ့ပုံစံဟာပုံမှန်မဟုတ်တော့ဘဲနဲ့ရာသီဥတုဒါမှမဟုတ်အပူချင်းဘလိုပဲရှိရှိပါအချိန်မီယောဂကုသမှုတွေအမြဲဆုံးကြောက်နိုင်တယ်လို့ဆိုပါတယ်။ဒေါက်တာနေကအသက်ကြီးတဲ့သူတွေနဲ့အခန့်ရှိတဲ့ယောဂရှိတဲ့သူတွေဟာယောဂပြင်းထန်နိုင်ခြေပိုများတာကြောင့်ကာကွယ်မှုတွေဆက်လက်လှုပ်ဆောင်သင့်တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ ဗီဂျင်းယူရန်စေယုံကကူးစက်ယောဂဌာနအကြီးအကဲဒေါက်တာလီထန်းကမတ်လကလေးကကိုဗစ်ပြမလူနာလာရောက်မှုနဲ့ပိုးတွင်းနှုန်းတွေတိုးလာပြီးဧပြီလနဲ့မေလအထိကြာဆင်းတဲ့လက္ခဏာမပြဘဲနဲ့ဆက်လက်မြင့်တက်နေတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ဒါနောက်ဆုံးဖြစ်ပေါ်ပြီးတနစ်နီပါအကြမှာဖြစ်ပေါ်တဲ့အသေးစားလိုင်းဖြစ်ပြီးလူများပြရဲ့ကိုကန်အားတွေရောနေလာတာကြောင့်ပြည်လဲကူးစက်မှုတွေပုံမလွယ်ကူလာတယ်လို့သူကဆိုပါတယ်။ဒေါက်တာလီကလူငယ်များစွာသုံးရက်တွင်ပြန်ကောင်းလာပြီမဲ့တက်ကြီးရွယ်ဦးတွေမှာအဆုတ်ရောင်းနိုင်ခြင်းရှိနေပြီးလက္ခဏာတွေပြမယ်ဆိုရင်စစ်ဆေးမှုတွေခံယူသင့်တယ်လို့ထက်လောင်းပြောကြားခဲ့ပါတယ်။ အစိုးရကျွမ်းကျင်သူတွေဖြစ်တဲ့ဒင်းနဲ့လီတို့ဟာ CCP ရဲ့ညွှန်ကြားချက်တွေနဲ့ညီပြောကြားတာဖြစ်ပါတယ်သူတို့ရဲ့ပြောကြားချက်တွေဟာသတင်းချက်လက်ထင်းချုပ်ရေးရည်ရွယ်ချက်တွေအတွက်အသုံးဝင်ပါတယ်နိုင်ငံရေးအရာအထူးမှခံနေတဲ့အကြောင်းအရာတွေကြောင့်တချို့မန်တရားတွေကိုပုံပွင့်လေးလေးမဆွေးနွေးကြပါဘူးစတဲ့ဘက်နေနဲ့အများပြည်သူရဲ့မှတ်ချက်တွေနဲ့တုံ့ပြန်ချက်တွေကပုံမလက်တွေ့ကြတဲ့ပုံရိပ်ကိုပေးပါတယ် ရုပ်ပြမကြီးဟာဒီရောဂါဖြစ်ပွားမှုကိုရင်ဆိုင်နေရချိန်မှာဟောင်ကောင်၊ထိုင်ဝမ်နဲ့စင်ကာပူတို့မှာလည်းလူနာလေတိတိတသာတိုးလာပါလေ။ဟောင်ကောင်ကျွမ်းမာရေးကာကွယ်ရေးဌာနကကိုဗစ် -19 တိစုံသူတွေတိတိတသာတိုးလာကြောင်းသတင်းပို့ခဲ့ပြီးဖေဖော်ဝါရီလမှာ3ခါလေးမက်ချ်လမှာ26ဦးတိုးလာကလွန်ခဲ့တဲ့၄ပတ်တွင်နောက်ထပ်30ဦးတိစုံခဲ့ပါလေ။ဌာနညွှန်ကြားမှု Adweb ကကာကွယ်မှုနဲ့ကာကွယ်ဆေးထုတ်မှုနှုန်းကိုတိုးမြှင့်ဖို့တိုက်တွန်းခဲ့ပြီးလက်ရှိလွှမ်းမိုးထားတဲ့ ACV မျိုးကွဲဟာ ပုံမပြင်းထန်တယ်ဆိုတဲ့ထောက်ထားမတွေ့ရသေးပေမဲ့ပိုအန်ဒီယားများတဲ့ဗီဇပြောင်းလဲမှုတွေဖြစ်နေကြောင်းသတိပေးခဲ့ပါတယ်။ထိုင်ဝမ် CDC ကခုနှစ်ကျင်းမြောက်အိုမီကရွန်လိုင်းဖြစ်ပွားနေပြီးမြန်မာလူနာလာရောက်မှုဟာ၅ပတ်ဆက်တဲ့ဒေါ်လာကလွန်ခဲ့တဲ့ပတ်မှာ9988ဥတီရောက်ရှိခဲ့ပြီးအရင်ပတ်ထက်66ရာခိုင်နှုန်းဒေါ်လာတွေလို့တင်ပြခဲ့ပါတယ်။ပြင်းထန်တဲ့လူနာသေ34ဦးနဲ့သေဆုံးသူ6ဦးရှိပါတယ်။ကျွမ်းကျင်သူဟေယန်ကလင်းကဧပြီလနောက်ပိုင်းကလေးကလူနာတွေတိတိတသားတိုးတက်လာတာဟာကူးဆက်လွယ်ပြီးကိုကန်အားကိုရှောင်ရှားနေတဲ့မြို့ခွဲတွေဖြစ်တဲ့ LB 8.1နဲ့ HEC ကြောင့်ဖြစ်ပြီးအထူးသဖြင့်တော့အသက်30နှစ်ကနေ30နှစ်ကြားလူတွေမှာပိုဖြစ်များနေလို့မှတ်ချက်ပြုခဲ့ပါတယ်။ဒီလိုက်ဟာလည်းဇွန်လမှာအမြင့်ဆုံးရောက်မယ်လို့ခန့်မှန်းထားပါတယ်။စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက April 29ရက်နေ့ကလည်းမေလ3ရက်နေ့ထိ COVID လူနာ14200တွေ့ရှိခဲ့ပြီးအရင်ဘက်က11100ဦးထပ်ပိုများပါတယ်။လေလာသူတွေက ဒီအနီးနားနိုင်ငံတွေမှာယောဂဖြစ်ပွားမှုအောင်မေလာအလို့သမားနေအားလည်းရတွင်တရုတ်ပြည်မှာကြီးကခီးသွွားတွေဝင်ရောက်လာမှုနဲ့ဆက်ဆက်နေတယ်လို့ယုံကြည်ကြပါတယ်။ဒီအချိန်ကြီးဟာ2019ခုနှစ်နောက်ပိုင်းကေယောဂအစောပိုင်းကာလကိုပြန်တရီရစီပြီးအဲ့ဒီအချိန်တုန်းက CCP အနာပိုင်းတွေကယောဂဖြစ်ပွားမှုကိုဖုံးကွယ်ခဲ့ပြီး virus ကိုထိန်းချုပ်မှုမရှိဘဲပြန့်နှံ့ခဲ့ပါတယ်။2019ခုနှစ်နောက်ပိုင်းမှာဝူဟာမှာပထမဆုံးလူနာတွေတွေ့ရှိခဲ့ပြီး CCP ကောင်းဆောင်ရှီကျင့်ဖြင့်ကပျော်ရွှင်ငြိမ်းချမ်းတဲ့နှစ်တစ်ခုကိုဆင်နွှဲဖို့တိုက်တွန်းခဲ့ပါတယ်။ဒေသအနာပိုင်းတွေကအမှန်တရားကိုဖုံးကွယ်ခဲ့ပြီးကြီးမားတဲ့စားတောက်ပွဲတွေကိုတော့မှကျင်းပခဲ့ပါတယ်။ တတိယပြည်သူဒေါက်တာလီဝမ်လျံကရဲကိုတတိယမဖြတ်ဝေမှုနဲ့ပတ်သက်ပြီးစူပူခဲ့ပါတယ်။ဗိုင်းရပ်စ်ဟာမကြခင်မှာထိချုံမှုမဲ့သွားပြီးကမ္ဘာကယောဂါဖြစ်နေပြောင်းလဲခဲ့ပါတယ်။အမတ်တရားနဲ့တည်ဆုံသူရေအတွက်ကိုတော့မသိရသေးပါဘူး။ဇီရိုကိုဗစ်ကာလတွင်ပြင်းထန်တဲ့လော့ဒ်ဒေါင်းတွေကြောင့်စောင့်ရှောက်မှုမရရှိပဲလူတွေဒုက္ခရောက်ခဲ့ပြီးတည်ဆုံခဲ့ကြပါတယ်။၂၀၂၂ခုနှစ်ဒီဇင်ဘာလမှာတရုတ်နိုင်ငံကဒီမိုဝါဒကိုရုတ်တရက်ဆုံးသတ်လိုက်တာကြောင့်ဇေယုံတွေနဲ့အာသုဘအိမ်တွေကိုဝင်ထုတ်ဝင်ပို့ဖြစ်စေတဲ့ကြီးမားတဲ့ယောဂါဖြစ်ပွားမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ယရီချင်းကစပြီးတရားဝင်အာတုဘချက်လက်တွေကိုထုတ်ပြန်ခြင်းမရှိတော့တာကြောင့်ပွေလင်းမြင်သာမှုနဲ့အချက်လက်ဖုံးကွယ်မှုတွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေတိုးပွားခဲ့ပါတယ်။2025ခုနှစ်ယောဂဖြစ်ပွားမှုရဲ့နောက်ဆက်တဲ့စိုးကျတွေကဆက်လက်ဖြစ်ပေါ်နေသေးပါသေးသည်။ CDPR လော့ဒ်ဒေါင်းတွေကိုပြန်လည်လှုပ်ဆောင်မလားဒါမှမဟုတ်တရင်ချက်လက်တွေကိုဆက်လက်ဖိနှိပ်ထားမလားမသေးကြပါဘူး။တင်းကျတဲ့တရင်ချက်လက်ထိန်းချုပ်မှုနဲ့လေလံမှုတွေအောက်မှာအများပြည်သူအားအတိတ်ကဘေးရန်တရားတွေပြန်မဖြစ်အောင်သတိဝိရိယရှိနေရပါတယ်။